ပြည်တွင်းပန်ဈေးကွက်မှာဈေးကွက်ဝင်စုရယူဖို့ရွှေကြေးလက်နဲ့မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘန်လီမစ်တက်ကတည်ထောင်လိုက်တဲ့ရွှေဘန်ဟာ Furniture Inclusion ကိုပုံမကျေပြည့်အောင်လှုပ်ဆောင်ဖို့ပထမဆုံးဘန်ဖွင့်ပွဲမှာကျင်းပလိုက်ပါတယ်။ဒီနှစ်ကိုဘန်ပွဲ၅ခုဖွင့်လှစ်ဖို့ရှိနေတဲ့ရွှေဘန်နေနဲ့ Mobile Money နဲ့ Mobile Banking အတွက်ကိုကျေးလက်ဒေသခံတွေကိုဝန်ဆောင်မှုပေးဖို့ငါးနှစ်တွင်ပြည်내နှက်မှာကုသလေ300ကျော်နဲ့လုပ်ငန်းလေပတ်ဖို့လည်းရှိနေပါတယ်။ဒီလိုနဲ့80ရာခိုင်နှုန်းပြည်လာကျင်းနဲ့မှာနေရတဲ့ ဒီလိုဖြစ်ပါတယ်။ခြေလက်လူလူတက်မှာနိုင်ငံလူလူတက်မှာဖြစ်တယ်။ခြေလက်လူမျိုးကလူပြားလူမျိုးပေါ်မှာတဲ့ရောက်မှုတွေချင်းသွားပါတော့။ရှင်ကခြေလက်မှာရှိတဲ့ဗန်နဲ့အမ်းဝိနေကြတဲ့ဒီပါကလူတွေဗန်နဲ့ဒီနီဗန်ဘူသုံးမျိုးပြီးလောမန်ဆန္ဒတွေဆောင်ရွက်နေအောင်လေဗန်ဘူနဲ့ဆက်တဲ့ခွင့်ပြုတော့ဆောင်ရွက်ပါမှာဖြစ်ပါတယ်။ဘန်တူနုံကိုဝင်တော့ဝင်ဖို့ဖြစ်နေတဲ့ကြည်လက်ဒေတာခံတွေအတွက်ရွှေဘန်အနေနဲ့လှုပ်ဆောင်ပေးမဲ့စီစဉ်တွေလှုပ်ဆောင်ပေးမဲ့အကြောင်းအရာတွေကိုလည်း မှုဆောင်ဥက္ကဋ္ဌဦးသိန်းစောကအခုလိုရှင်းပြခဲ့ပါတယ်။ကြီးလက်ကပြည်သူတချို့ပေါ့နော်။ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကမိုက်ခရိုဝတ်ကအနေနဲ့ကျွန်တော်တို့ဒီမလေးရှားတို့ထိုင်းတို့မှာအလုပ်လုပ်နေတာ။သူတို့မိသားစုကိုငွေပြန်လွှဲတဲ့အခါမှာဒီတော့ informal market ကနေလွှဲတာပေါ့နော်။ဖွင့်ဒီလို့ခေါ်ပါတယ်။သူတို့အတွက်ဆုံးရှုံးရတာကြီးရှိခဲ့ပါတယ်။အကြောင်းမလို့ကျွန်တော်တို့ကအခုကကြီးလက်ကလည်း mobile phone ကိုတိုင်နိုင်ပြီ။ဒီ mobile phone ကတစ်စိတ် message ရောက်နေတယ်။ အဲညီဆက်ရကျွန်တော်ခံရအေးချက်မှာဒီတော့ထုတ်ပါပေါ့နော်အဲဒီလိုစနစ်တွေအတွက်ကိုဒီနည်းမြုပ်နှံမှုတွေတည်ချာလုပ်ထားပါတယ်ဒီပတ်ရောက်မြန်မာနိုင်ငံသားတွေအတွက် mobile phone ကနေပြည်ရင်းကိုငွေလွှဲပို့နိုင်ဖို့နိုင်ငံတကာဘဏ်တွေနဲ့ချိတ်ဆက်လုံဆောင်သွားဖို့ရှိနေတယ်လို့ internet banking စနစ်ကိုလည်းတိုးချဲ့သွားဖို့ရှိနေပါတယ်ရွှေဘဏ်တည်ထောင်ဖို့မာတီငွေကြေးရှယ်ယာရှင်၁၂ဦးနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ရွှေတန်လင်းကုမ္ပဏီကကျပ်ငွေ၂၀ဘီလီယံနဲ့အများဆုံးပိုင်ဆိုင်ချပါတယ်